ထိုင်းကကမ္ဘောဒီးယားလုတ်သားတသိရဲ့နေထိုင်ခွင့်ကိုလုံခြုံရေးချိန်ချောက်မှုရှိလာမှာကိုစိုးရိမ်ပြီးရက်ဆိုင်လိုက်ပါတယ်။ထိုင်းနိုင်ငံမှာအလုံလုံကင်နေတဲ့ကမ္ဘောဒီးယားရွှေ့ပြောင်းလုတ်သားတသိနီးပါးရဲ့နေထိုင်ခွင့်တက်တဲ့တူပြီးမဲ့အစီအစဉ်ကို ထိုင်းအစိုးရကယာယီရက်ဆိုင်လိုက်ပါတယ်။ ်ဝန်ကြီးချုပ်အနုထင်ခြိုင်ဝိရကွန်ရဲ့ညွှန်ကြားချက်အရဒီလုပ်သားတွေရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့နေရာလိပ်စာတွေကို နိုင်ငံတော်လုံခြုံရေးအရတည်တည်ချာချာပြန်လည်စစ်ဆေးဖို့လိုအပ်တယ်လို့အကြောင်းပြထားပါတယ်ဒီလိုရက်ဆိုင်လိုက်တာဟာမကြသေးခင်ကထိုင်းကမ္ဘောဒီးယားနယ်စပ်အရေးတင်းမှမူရင်းနဲ့လဲဆက်ဆက်နေတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါဗျာ။ အာနာပိုင်တွေကလုတ်သားတွေရဲ့စစ်စစ်မှုမပြည့်စုံပဲဆက်လက်နေထိုင်ခွင့်ပေးရင်တရားမဝင်ဝင်ရောက်မှုနဲ့ရဇဝမှုတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။လက်ရှိမှာထိုင်းဟာလုတ်သားရှားပါးနေပေမဲ့လည်းကမ္ဘောဒီးယားနိုင်ငံသားတွေကိုပဲတီးခြားခွဲထုတ်ပြီးဒီလိုတင်းကျပ်တဲ့စစ်စစ်မှုတွေပြက်လုံနေတာဖြစ်ပါတယ်။